အမလဲနော်အမလဲဘလိုလေးတော့လှတဲ့ဒီဇိုင်းလေးလေးဆိုတာကကြည့်ပါဦးဒီဇိုင်းအစ်တွက်ထားတာပါရှင်ဒီဇိုင်းအစ်တွက်ထားတာတော့တော်တော်လေးလေးလှတယ်ထဲထဲကြီးကြီးနဲ့တကယ်ကိုလက်ရမြောင်လွန်းနဲ့အနုစိတ်လုတ်ပေးထားတဲ့ဒေါင်းလေးပါနော်တော်တော်လေးလေးလှတယ်ပြီးတော့သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့လေ သူကကြတော့တူဝေးပါသူကရင်နိုးဆွဲသီးပါရှင်เนาะအနောက်မှာဆိုရင်ရင်ထိုးလေးထိုးလို့ရတယ်လို့ဆွဲသီးလေးလုပ်လို့ရတယ်အဲ့အတွက်ကြောင့်မလို့သူ့ရဲ့အားသာချက်ကတော့တော်တော်လေးလေးမိုက်တယ်ရင်နိုးဆွဲသီးဖြစ်တဲ့အတွက်ကြောင့်မလို့အရန်မိုက်တယ်ရှင် ပြီးတော့လေသူ့ဒီဇိုင်းလေးကိုဆိုရင်လေလက်ရလေးကအရန်ကိုမှသေသက်တယ်เนาะဆုမြတ်တစ်ခုပြပေးမယ်ဒီမှာကြည့်အရန်လှတာ အရန်လှတာအရန်လှတာသူ့ရဲ့ကြောက်သားရောဒီဇိုင်းလက်ရာကို အနုအစိတ်ကိုလုပ်ပေးထားတယ်အနောက်ဘက်မှာဆိုလေသူကနော်ဒီမှာရင်ထိုးပါမယ်ဒီမှာခွင်းနဲ့ဆွဲသီးဆွဲလို့ရမယ်ဆွဲသီးဆွဲမယ်ဆိုရင်ပေါ့နော်ဆွဲကြိုးလေးကဘယ်လိုမျိုးဆွဲကြိုးလေးနဲ့ဆွဲမလဲဆိုရင်ဒီလိုမျိုးအိုမီဂါကြိုးအတောက်နဲ့ဆွဲအရန်မိုက်တော့ပဲ တောင်းနေဆိုရင်ဒီဆွေးကြိုးကအရန်မိုက်တော့ပဲဒီဇိုင်းအရန်ပေါ်လိမ့်မယ်တခြားကြိုးအပြော့တဲ့ဆိုင်ဒီလိုမျိုးကြိုးအတောင်အမာကပေါ်ပြီးတော့မှပေါ်လိမ့်မယ်အခုစုမြတ်ပြပေးထားတဲ့ဒီလိုမျိုးရေလိုင်းပေါ့နော်အိုမီဂါကြိုးအတောင်ဆိုတာကလည်းဒါစိန်ဆိုင်ရွှေဆိုင်တွေထဲမှာလည်းအခုထွက်ထားတဲ့လက်ရာအတိုင်းရေလိုင်းအိုမီဂါကြိုးအမာအတောင်လေးပေါ့နော်ဒီလိုမျိုးဆွေးမယ်ဆိုလည်းအရန်လှတယ်ဒီလိုမျိုးပေါ့နော်ကြောက်ဒါ ရင်နိုးဆွဲသီးမှာဆိုရင်အယောင်လိုင်းနေနေကတော့စွမျက်စီမှာ900လောက်ရလိမ့်မယ်။သူကတော့အယောင်ခံလေးကကြတော့အဖြူခံလေးနေပဲလာတယ်။ပလက်တီနမ်မှုတ်ထားတဲ့အခံလေးနေပဲလာတယ်။အခုစွမျက်ကဆွဲကြိုးလေးနဲ့တွေးပေးထားတဲ့ကြိုးအယောင်လေးကကြတော့များ ပြောင်ကောင်းစိမ့်အောင်လေးပေါ့နော်။အားကြီးပဲရှိမယ်ရှင်နော်။ဒါဆုမြတ်ကအယောင်လေးကိုတယောင်ချင်းစီပြပေးပါမယ်။ဒါလေးကကြတော့အပြာယောင်လေးပါရှင်။နီလာပြအယမ်းလှတော့လေးပေါ့နော်။ကျောက်အယောင်တွေကလည်းတယောင်မှလည်းပေယောင်မရှိဘူးနော်။တော်တော်လေးလေးလှတယ်။ဒီအယောင်လေးကကြတော့ခရမ်းယောင်လေးပါရှင်။ခရမ်းယောင်လေးဆိုလည်းတော်တော်လေးလေးလှတယ်။နော်။အယောင်လိုင်းတွေအနေလေးကတော့တော်တော်လေးလေးလှတယ်ပေါ့နော်။အယမ်းအယမ်းကိုမှကြိုက်တယ်။ကြိုက်နှစ်တက်တဲ့အယောင်ထဲမှာပါတယ်။ဒီအယောင်လေးကကြတော့ ရောင်စုံလေးပါရောင်စုံလေးဖြစ်တဲ့အတွက်ကြောင့်မလို့အင်ဂျီအရောင်လုံးဝမယွေးဘူးသူနဲ့လေအရင်တုန်းကလေပြောတယ်ရွှေရောင်နဲ့အဖြူရောင်ဘယ်ရောင်ကအရောင်ပိုခံလဲဆိုရင်အဖြူရောင်ကအရောင်ပိုခံတယ်လို့သူနဲ့ကအရင်တုန်းကလေပြောပေးထားတယ်ဒီဟာလေးကကြတော့ဒီကြောက်တောင်လေးကကြတော့အရောင်ဘောပေါ့နော် ခံကကြတော့သူကအဖြူခံပလက်တီနမ်မှုတ်ထားတဲ့အခံပါပေါ့နော်အဲ့ဒါကြောင့်မလို့ရွှေထက်ဆိုင်တော့သူအဖြူခံတွေကအယောင်ပိုခံလိမ့်မယ်စွန်းနေစီမှာဆိုရင်ဒီလိုမျိုးရင်တို့ဆွဲသီးဆိုရင်တချိုးကိုအဲဆွဲသီးတလုံးကိုမြန်မာငွေ3800ကျပ်အတိနဲ့ပဲရပါမယ်ရှင်အဲ့ဒါကတတော်တန်တယ်နော်သားတခါဝယ်ပြီးတော့မှနှစ်မျိုးဝယ်လို့ရတယ်။ဆွေးသီးနဲ့ဆွေးမယ်ဆိုလဲတော်တော်အဆင်ပြေတယ်။အင်ကြီးမှရင်ဒိုးထိုးမယ်ဆိုလဲတအားကုန်မှခန့်ထည်သွားတယ်။ဆွေးသီးတော့မလိုဘူး။အင်ကြီးမှရင်ဒိုးထိုးမယ်ဆိုရင် ွေချိုးလေးတက်เสียမလို့ဘူးဆွေသီးလေးတက်เสียမလို့ဘူးရင်တော့တခုလေးနဲ့တင်ပြည့်ပြည့်စုံတယ်အဲတကယ်လို့ပေါ့နော်အင်ကြီးအဲဆွေချိုးဆွေးမယ်ဆိုလေဒီလိုမျိုးကျိုးအမကျိုးအတောင်လေးနဲ့ဆွေးမယ်ဆိုလေတခြားဘာ accessory မှတော့မလို့ဘူးနခက်တွေဘာတွေတော့မလို့ဘူးဒီဆွေးသီးလေးကတအားထဲတဲ့အတွက်ကြောင့်မလို့သူရဲ့ဆွေးသီးတလုံးလေးနဲ့တင်ကိုသူရဲ့အလှကပြည့်စုံနေပေါ့နော်ဝိမေသူရဲ့အလှမှာတကယ်ကိုပြည့်စုံသွားတယ်သူရဲ့ဆွေးသီးတလုံးကိုမြန်မာငွေ3800ကျပ်အတိနဲ့ပဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီလိုမျိုး platinum မှုတ်ထားတဲ့ အဲဂျင်ဒိုဆွဲသည့်ဓာတ်ပုံလေးကိုလိုချင်နေဆိုရင်တော့လေစုနေရဲ့바이ပါဖုန်းနံပါတ်39925453919ကိုမှစခရင်ရှော့လေးနဲ့တကွာပြပြီးတော့လဲမှာပေးလို့ရတယ်လို့စုမြဲ့ရဲ့ပေါ့နော် page messenger မှာလေးပေါ့နော်စခရင်ရှော့လေးနဲ့တကွာပြပြီးတော့လဲမှာပေးလို့ရပါတယ်ရှင်